ရွှေတပိတ်သာအလေးချိန်ရှိတဲ့ဟင်းသာထီးနဲ့ Miss Universe မြန်မာမှာရှင်ပြိုင်ခဲ့ပြီးမွန်ပြည်နယ်ရဲ့ဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့မြတ်ဝိရီသင်အားလုံးပဲမင်္ဂလာပါဗမစ်နောင်ကနေကြိုဆိုလိုက်ပါတယ်အချောအနှားတွေပေါများတဲ့မွန်ပြည်နယ်ကနေနမဲချင်းအလှမယ်တွေနှစ်စဉ်နှစ်တိုင်းပေါ်ထွက်လေရှိပြီးဒီတစ်ခါမှာတော့မူတုံအလှမယ်မြတ်ဝိရီသင်ကမွန်ပြည်နယ်ရဲ့ဂုဏ်ကိုဆောင်နိုင်ခဲ့တာပါမူတုံကိုစားပြုအလှမယ်မြဝိရီတင်က Miss Universe မြန်မာမှာ Best National ခေါ်ကျွမ်းဆုကိုရရှိသွားခဲ့ပါတယ် Miss Universe မြန်မာကို20လပြိုင်သူတွေရှိပေမဲ့လည်းမွန်ပြည်နယ်ကနေ Best National Costume ဆုကိုရခဲ့ဘူးသူကတော့မရှိသေးပါဘူး။မြဝင်းရည်တင်းကရွှေဟင်းသားမဲဝတ်ဆောင်တဲ့ပထမဆုံးချိန်ဖြစ် Best National Costume ဆုကိုရသွားခဲ့တာပါ။မြဝေးရည်တင်းကမွန်ပြည်နယ်တိုင်းရင်းသူတယောက်ဖြစ်ပြီးဇာတိကတော့မွန်ပြည်နယ်ရေးမျိုးနယ်ဒူရရွာကဖြစ်ပါတယ် မော်တိုင်းရင်သူတွေကရောရဝတ်ဆောင်ကိုတံမိုးထပ်ပြီးဝတ်ဆင်ကြသလုံးပြိုင်ပွဲတွေမှာလည်းမုံဝတ်ဆောင်ကိုအခြေခံတဲ့ဝတ်ဆောင်တွေကိုပဲဖန်တီးထားကြပါတယ်။ရောရဝတ်ဆောင်ကလည်းမထိခိုက်အောင်ပို့ပြီးတော့လဲစမ်းသိအောင်လို့ဒီဇိုင်နာတွေကချုပ်လုပ်ပေးခဲ့ကြပြီးဒီနှစ်ရဲ့ဝတ်ဆောင်ကအထူးခြားဆုံးဖြစ်သွားပါတယ်။သူရဲ့ဝတ်ဆောင်ကတော့ရွှေရောင်ရွှေဘူးနဲ့ဝတ်ဆောင်ဖြစ်ပြီးမုံရောရဝတ်ဆောင်ကိုအနုစိတ်လက်ရာနဲ့ဖန်တီးထားခဲ့တာပါ။ဝတ်ဆောင်မှာပါဝင်တဲ့ဟင်းသာပုံစံထီးကြောင့်လူအများရဲ့အာယုံဆိုင်မှုကိုရသွားခဲ့ပါတယ်။ မြဝေရည်တင်ရန်ဟင်းသာထီကတော့ရွှေပိတ်သားချင်းတပိတ်သားနဲ့လှုပ်ထားခဲ့တာပါမိုးလိုမျိုးတွေအတွန်းဟင်းသာကိုအလေးမြတ်ထားပြီးဟင်းသာအတောင်ပံဖြန့်ထားတာကိုထီးပုံစံအဖြစ်ဖန်တီးထားဖြစ်ပါတယ်ထီးရဲ့အလေးချိန်ကတော့မနေ့လှသလုံးလနဲ့ချီပြီးတော့အသေးစိတ်ဖန်တီးထားရတာပါရွှေပိတ်သားချင်းတပိတ်သားနဲ့ဖန်တီးရတာကြောင့်ကုံကြစရိတ်လည်းများသလိုလှပတဲ့ဝတ်စုံလေးလည်းဖြစ်သွားပါတော့တယ်မြဝေရည်တင်ကမူလမျိုးတွေတံမိုးထားပြီးဝတ်ဆင်ကြတဲ့ဝတ်ဆောင်တွေပဲစုကိုရသွားတာဖြစ်လို့မူလမျိုးတွေအတွက်လည်းဂုံယူစရာဖြစ်ပါတယ် မွန်ရိုးရဝတ်စုံအများစုကတော့အဖြူနဲ့အနီဖြစ်ပေမဲ့လည်းဒီပြိုင်ပွဲမှာတော့ဟင်းသာထီးနဲ့လိုက်ဖက်အောင်ရွှေရံဝတ်စုံနဲ့ဝင်ပြိုင်လိုက်ပါတယ်။မိတ်ကပ်စတုံးတွေကလည်းလှပနေတာကြောင့်ပွဲတစ်ခုလုံးမှာတော့မျက်ဝေးရည်တင်းကအပေါလွင်ဆုံးဖြစ်သွားပါတော့တယ်။ရွှေဟင်းသာမဲဝတ်စုံကမွန်ဒီဇိုင်နာကပဲဖန်တီးထားဖြစ်ပြီးမွန်ရိုးရဝတ်စုံကလည်း Bus National ခေါ်ကျုံစုကိုရယူသွားနိုင်ပါပြီ။ မြဝရည်တင်ကဒီဝစ်ဆောင်တဲ့ရှင်ပြိုင်နေတုံးမှာထီးကိုတော့အလေးထားပြီးတော့ကင်ခဲ့ရပါတယ်။ထီးရဲ့အလေးချိန်နဲ့တင်တပိတ်သားလေးတာကြောင့်အမြင်မှလှနေပြင်းပြင်းလဲကင်ထားရသူကတော့အရန်လေးနေပါတယ်။ အနုစိတ်စူးစမ်းရကြုံနဲ့အောင်ဆုရသွားခဲ့ပြီးဒီနှစ်ရဲ့ Best National Costume ဆုကိုရသွားတဲ့အခါအငင်းပွားမှုမရှိဘဲအားလုံးကလည်းချင်နှံ့နေကြပါတယ်။ဒီပြိုင်ပွဲမှာအခြားသောအလှမေတွေရဲ့ဝတ်ဆောင်ကလည်းလှပနေပြီးနိုင်ငံတကာကသွားပြိုင်နိုင်လောက်တဲ့အနေအထားကိုရအောင်ချုံလုပ်ထားခဲ့ပါတယ်။ဇူလိုင်ဝက်ထက်ရဲ့ငကားမင်းသမီးဝတ်ဆောင်ကလည်း Top 5စီးရင်တဲ့ကိုဝင်သွားခဲ့ရတာပေါ့။လွန်ခဲ့တဲ့နှစ်တွေကထက်ဒီနှစ်ရဲ့ဝတ်ဆောင်တွေကပိုပြီးတော့ကောင်းမွန်နေသလုံးပြိုင်ပွဲရဲ့အပြင်ဆင်ကလည်းထူးခြားနေတာကြောင့် Miss Universe မြန်မာပွဲကိုအားရနေကြပါတယ်။ဒီရက်အတော်အတွင်းမှာအခြားလှမယ့်ပြိုင်ပွဲတစ်ခုကလည်းကျင်းပနေပြီးအဲဒီပြိုင်ပွဲက National Costume တွေနဲ့တော့ကွာဟနေပါတယ်။ Miss Universe မြန်မာပြိုင်ပွဲမှာတော့ဒီဇိုင်နာတွေကလည်းတေချာဖန်တီးထားကြသလုံးအလမေတွေကလည်းဝတ်စုံကိုပေါ်လွှင်အောင်ပြသနိုင်ခဲ့ပါတယ်။ပြိုင်ပွဲမှာတင်အစားစားပြားတာတွေမရှိဘဲတည်တည်ငြိမ်ငြိမ်နဲ့ရှင်ပြိုင်သွားတာကြောင့်အလမေလောကရဲ့ KT ပြိုင်ပွဲလို့တောင်နာမည်ပေးထားကြတာပါ။ Miss Universe မြန်မာမှာအကောင်းဆုံးဝတ်စုံဆုကိုရသွားတဲ့မုထုံအလမေရဲ့ကျွင်ဟင်းသားမေဝတ်စုံကိုပရိသတ်ကြီးရောသဘောကျရဲ့ ်လာရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါဦးเนาะနေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ